နာကျင်စွမ်းရှိသလောက်နာကျင်ခံပြီးသွားရင်ငုံနိုင်စွမ်းရှိသလောက်ငိုပြီးသွားရင်အရာရာကိုအစ်စ်ကနေပြန်စပါဘဝဆိုတာလုံးလုံးနေမှာပို့ပြီးအသေးပဲရှိတာပါတိပင်းတပင်းမှာတိရွတ်တရွတ်ကျွေသွားတယ်ဘာဖြစ်လဲတရွတ်ထက်ဝေယုံပဲရှိတာပေါ့ဒီသဘောလေးပါပဲပြင်ဆင်ခွင့်မရှိတော့တဲ့အဖြေတွေအတွက်အချိန်ကြီးအကြာကြီးပေးပြီးပူဆွေးမနေသင့်ပါဘူးလဲသွားရင်ပြန်ထနောက်တစ်ချိန်လဲနောက်တစ်ချိန်ပြန်ထရန်နိုင်မှုအားလေးစုမိဆောင်မိသွားတဲ့အခါလဲခြင်းမာနေဆိုလိုတော့လဲမှာမဟုတ်တော့ဘူးမိမိရဲ့ပတ်ဝန်းကျင်ကိုလေ့လာပါ ငိုနေရတဲ့သူဟာကိုတယောက်တည်းမဟုတ်ဘူးဆိုတာကိုသိလာတဲ့အခါလောကကြီးထဲမှာဆက်ပြီးတော့နေရလာပါလိမ့်မယ်။ဘဝရှိနေသည်များတော့ဒုက္ခဆိုတာရှိနေမှာပဲ။ခန္ဓာရှိနေသည်များလည်းလောကဓာတ်ဆိုတာရှိနေမှာပဲ။တရင်ကောင်းတရင်ဆိုအနိုင်ရှုံးကြုံရတဲ့တရင်ကောင်းမှာတော့ရင်ဆိုင်နိုင်မှုဆိုတာအခက်ခဲဆုံးလို့ထင်နေမိတတ်ပါလိမ့်။ပြီးတော့လေဒီတိုင်းလေးပြီးသွားတာပါပဲ။တွေးနေသူအတွက်အတွေးကောင်းဆိုတာထွက်လာမှာဖြစ်တယ်လို့ကြီးနေသူအတွက်လည်းအောင်မြင်မှုပန်းနိုင်ဆိုတာနီးကပ်လာမှာပါပဲတကယ်ချင်း။စာနာရီတနာရီနဲ့နှိမ်ချသွားတတ်တဲ့သူတွေရှိမယ်။ ။ကူညီတယ်ကူညီတယ်နဲ့အခွင့်အရေးယူသွားရတဲ့သူတွေရှိမယ်။ကြီးကျူးတယ်ကြီးကျူးတယ်နဲ့အပုတ်ချသွားရတဲ့သူတွေရှိမယ်။လောကကြီးထဲမှာနှုတ်ဖျားကပြားသကားလိုရှုတာနေပေမဲ့အတွင်းသဘောကပုတ်ပွားနေရတာကိုသိသိထားပါ။ဘဝသင်ခန်းစာဆိုတာကိုယ်တိုင်ကြုံတွေ့ဖြတ်သန်းမှုမှသိတာဆိုပေမဲ့ကြိုတင်သိရှိထားတော့စိတ်ဆင်းရဲရတဲ့ဆိုတဲ့ဒုက္ခခံစားမှုတွေကိုရှောင်ရှားနိုင်ပါလိမ့်မယ်။ဒါကြောင့်နှက်ခမ်းပြားကစကားဒီမှာတာယာပြီးလူတိုင်းကိုလွယ်လွယ်မချင်းနဲ့လူတိုင်းကိုလည်းအထင်မကြီးနဲ့လူတိုင်းကိုလည်းအယုံမလွယ်နဲ့လူတိုင်းကိုလည်းအာမကိုမိစေပါနဲ့။ လူဆိုတာအားနည်းချက်ရှိမှခြာနှင်းသွားတတ်ကြတယ်။မြေပြော့ရင်ခြေရကြံတယ်လို့စိတ်ပြော့ရင်လည်းတသက်လုံးဒဏ်ရာထင်ကြံနေတတ်တယ်။မိမိအားနည်းချက်အခက်ခင်းများကိုဘယ်တော့မှထုတ်ဖော်မပြပါနဲ့။အမြဲတမ်းစိတ်သက်မာကြောရဲရင်သူဖြစ်နေပါစေ။မိမိဘဝကိုမိမိကိုယ်တိုင်ရှောက်လန်းကြရမှာမိမိကိုယ်ကိုအားကိုးပါ၊ယုံကြည်ပါ၊ရဲရင်ပါ၊ဇွဲလုံးသောဝိရိယထားပါ၊စိတ်သက်မာကြောပါ။ဘေးရာဘုံမှတွေးမကြောက်ပါနဲ့။ဖြစ်ပျက်ပြီးသမျှအရာတွေကိုပြန်လှည့်မကြည့်ပါနဲ့။မိမိရက်နေတဲ့ခြေအဆုံနေရာတိုင်းမှာမိမိသွေးသားစိတ်ဝိညာဉ်ကိုတည်ကြည်ခိုင်မြဲနေပါစေ။ ိမိဘဝကိုကိုအားကိုကိုကိုစိတ်နဲ့ကိုရှင်းတာမှာ